တိတ်ရဲ့ချိန်တွေတဲကခနာပြန်လွမ်းပြီးသူတူသို့မဟုတ်ပုံမြင်မှုတော့ပုံမြင်တပုတ်ဘွားမှာခင်ဗျားတစ်ခါတော့လွမ်းမှုပါသလားမလွမ်းမှုသေးဘူးဆိုရင်လည်းတစ်ခါတော့လွမ်းကြည့်လိုက်ပါလွမ်းရရတာကဘယ်ရတာနဲ့မှမတူတာဘူးခင်ဗျားတို့ကောင်းကောင်းကြီးတီးသွားပါလိမ့်မယ်လွမ်းရရတာလည်းဖေးဆိုင်မှာထိုင်ပြီးတော့ကြားစိမ်းတစ်ခွက်ကိုစိမ်းတက်တာထိုင်တော့တာထပ်ပို့ပြီးတော့ရတာရှိသလိုနေလိုချိန်မှာလေးပြိုလာတဲ့ခိုက်တန်တွေထားလည်းပို့ပြီးတော့ခံစားလို့ကောင်းတယ်အရတာထက်လေပို့ပြီးတော့ရတာရှိပါသေးတယ်ခါတက်တဲ့အရတာလို့လို့ချိုးများများရတာလို့လို့နဲ့ ရေထဲမှာတော့အမိမသိနာမည်တလုံးကိုတန်းတားလို့ပါပဲ။လွမ်းစရာတွေကတခါလေကြခန်းသားသူတခါလေကြတော့လဲဗျမ်းမာတွေဖြစ်နေခဲ့ပြီးတော့အချစ်ဆိုတဲ့ကောင်းဆောင်မှလူသားတချို့ကမျက်ရည်တွေအတိုင်းစားမရှိစီးဆင်းနေခဲ့ကြတာပါ။ဘဝရဲ့ထီးချမ်းမှုတွေထဲမှာတခါလေတတိတရာဖြစ်မိသွားတဲ့သူကအတိတ်ကသူမပါပဲ။ဇီးလေးတွေမတောင်းနဲ့ဆိုပြီးတော့တဖွားဖွားမှားတဲ့တာတွေဝီစကီတွေတောက်တာအမုန်းဆုံးပဲဆိုရင်မျက်ဆောင်လေးချက်နဲ့ပြောတတ်တာတွေအဲ့ဒီကွန်းတွေကသွားတွေညစ်ပတ်စီတယ်ဆိုပြီးတော့ကွန်းစားတာကိုမကြိုက်တတ်တာတွေကစသူမနဲ့ပတ်သက်တဲ့အမှတ်တရတွေပေါ့။ မတ်တရားတွေကိုတခုချင်းချရင်ပြောလို့လဲကုံနိုင်တော့မှမဟုတ်ပါဘူးအဲ့ဒီလွမ်းချင်းတွေတရိယာချင်းတွေပေါင်းစားလိုက်တဲ့အခါခေါင်းထဲမှာလိုလိုနေနေခေါင်းစဉ်တက်မိတာကပုံပြင်မှုတော့ပုံပြင်တစ်ပုတ်ဆိုပြီးတော့ပါပဲကျွန်တော်လူသားတိုင်းမှာလည်းပုံပြင်မှုတော့ပုံပြင်နေအများကြီးရှိခဲ့ကြသလိုအမတ်တရားပေါင်းများစွာလည်းရှိထားခဲ့ကြပူမှာပါတခါလေတဲ့ရဲ့အချိန်တွေကိုခဏပြန်ပြီးတော့လွမ်းရတာကလည်းပြောသလိုလိုဝမ်းနေသလိုလိုကြီးပါပဲပြန်များနိုင်တော့တဲ့နေဆွဲနေပြန်မလာနိုင်တော့တဲ့လူတယောက်ကိုတန်းတားသလိုမျိုးကျွန်တော်တို့အဲ့ဒီအချိန်တွေကတကယ်ငရေကြီးတစ်ခုလို့ခံစားနေခဲ့ရတာပါ အခုလည်းအဲ့လိုအတိတ်ရဲ့အချိန်တွေကိုခဏပြန်လွမ်းမိတဲ့လူသားတွေထဲမှာ Manchester United ပရိသတ်တွေလည်းအပါအဝင်လိုပဲဆိုရမှာပါ။ဘာကြောင့်လဲဘသူကိုလဲဆိုရင်တော့နေပြည်တော်သွေးကောင်းတယောက်လိုတောက်ပါနေတဲ့ Matt Tomney ဆိုရယ် Scotland သားကြီးကိုပါပဲ။အဲ့ Scotland သားကြီးက Manchester United အတွက်တော့တကယ်ကိုအဖြစ်ခံလူသားတယောက်ပါပဲ။အရန်ကုန်ဘကနေထလာခဲ့တဲ့သူ့ရဲ့မျက်နှာကိုကြည့်လိုက်ရင်သွေးငိုတွေကိုမြန်မြန်စားလောင်နေပြီးတော့တဖက်သင်းကကောင်းပါတယ်ဆိုရယ်ကစားမအောင်ရိုက်ချိုးမယ်ဆိုရယ်မျက်နှာဘေးမြုံနေပါ။အရန်ကုန်ဘမှာထိုင်နေရလို့လဲ Scotland သားကဘယ်တော့မှမျက်နှာမပြတ်ခဲ့တဲ့လူသားတယောက်ဖြစ်ပြီးတော့ အသေးဘက်ကလိုအပ်နေတဲ့ချိန်တားမှာအပြဲလိုလိုရှိနေခဲ့တဲ့သူပါလက်ရှိမန်ချက်စတာယူနိုက်တက်မှာတိုက်စစ်ပိုင်း၉ပေါက်ရီပြောင်းနေခဲ့တော့မြင်တော့အလိုလိုနေနဲ့တန်းထားမိသူကအိုက်စကော့လန်သားကြီးပါပဲသွင်းကုန်တကူရဖို့အတွက်မန်ချက်စတာယူနိုက်တက်တော်တော်လေးကိုရုန်းကန်နေခဲ့တာမြင်တွေ့ခဲ့ရသလိုကိုဘန်နီပြုလုပ်ပေးမဲ့ကစားမောင်းရှားကြီးတော်လေဘရူနိုဖာနန်ဒက်စ်ကလွဲလို့ရှိရင်ဘယ်သူကမှမမြင်မိတော့တဲ့အထိပါပဲအခုဆိုရင်အဲ့ဒီသင်းကောင်းဆောင်ဂိုးလေးအတွင်းဂိုးလေးဖန်တီးနဲ့တယောက်တည်းရုန်းကန်နေရတာကိုမြင်တွေ့ရပြီးတော့သူမှမရှိတော့ရင်မန်ချက်စတာယူနိုက်တက်ရဲ့ဘဝကမတွေ့ရဲစရာပါပဲတခြားသောကွင်းလင်းကစားမားတွေဖြစ်စေတိုက်စစ်မှုတွေဖြစ်စေ သူတို့တွေကိုကြည့်လိုက်ရင်တယောက်မှအားကိုးလို့မရတာလို့ဆိုရမှာဖြစ်ပြီးအဲလိုအားကိုးလို့မရဖြစ်နေခဲ့တဲ့အချိန်မှာ Manchester United ရဲ့အဆိုပင်ကန်ကစားမတယောက်ဖြစ်ခဲ့တယ်။ Scotland သားကြီးကတော့နေပယ်မှာအကောင်းဆုံးတောက်ပပြနေခဲ့တာပါ။ United မှာ season ကပုံမှန်ကစားခွင့်မရခဲ့တဲ့ကစားမတယောက်ဟာအုံတော်မရှိသူတယောက်ဆိုပြီးတော့ဆွဆွဲကန်ဘဝနဲ့အရန်ကုန်မှာချိန်ကုန်နေခဲ့ရသူပါ။ပြီးခဲ့တဲ့နွေရာသီမှာတော့ပေါင်26သန်းနဲ့နေပယ်ရောက်သွားခဲ့ပြီးတော့ Napoli သင်းတွေက23ပွဲကစား6ဂိုးသွင်းပြီးတော့အခွင့်အဖန်မှု15ချိန်ဘောလုံးပေးပုံမှ621ချိန် ကိုဗန်နီမှုနှစ်ကြိမ်ကြီးပြုတ်သွားတယ်ပြင်ဘောလုံးဖြတ်ထုတ်မှုကလည်း30ကြိမ်ကြီးရှိထားခဲ့သူပါကိုဇွေနီးပြကွန်တီရဲ့အဓိကကွင်းလင်လူတယောက်တောင်ဖြစ်နေခဲ့ပြီးတော့သူရဲ့ဆွဲဆောင်ရည်နဲ့အတူနာပိုလီယာစီးရီမှတ်ပေးစရာအဆင့်နှစ်ညမှာပါရပ်တည်နေခဲ့ပြီးအဆင့်1ကအင်တာနက်တမတ်အကွာပဲရှိနေခဲ့ပါတယ်တကယ်လို့များဒီချိန်တော်မနေတာယူနိုက်တက်မှာရှိနေတဲ့လိုအပ်နေတဲ့သွင်းကိုးတွေကိုရယူပေးနိုင်မလားဆိုတဲ့အတွေးကအတည့်ရဲ့ချိန်တွေကိုခဏတော့ပြန်လွှမ်းမိသေးတယ်လို့ပဲဆိုလိုက်ပါစေ။ โอเคပါဒီဗီဒီယိုလေးကတလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီးစီးကြဖို့လည်းဖိတ်ခေါ်ပါစေကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့လည်းတောင်းဆိုပါရစေခင်ဗျာစုံလိကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်